မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့် update ကြားဖြန့်သတင်းကတော့ကရင်ပြည်နယ်မြောက်ဒေမြို့နယ်ကြောက်ခတ်ဒေသမှာရှိတဲ့တရုတ်ကြားဖြန့်ဂိုင်းများမှာပါကစ္စတန်နိုင်ငံသား9ဦးထက်မနည်းလူကုန်ကူးခံထားရပြီးတော့နှိပ်စက်ခံရကြောင်းသတင်းများကိုဖော်ပြခဲ့ရမှာအဲ့ဒီသတင်းထဲမှာပါဝင်တဲ့ပါကစ္စတန်နိုင်ငံသားတချို့အပါအဝင်လူကုန်ကူးခံထားရတဲ့နိုင်ငံသားအယောက်90ကျော်ကို DKBA ဘက်ကကယ်တင်ထားနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ သတင်းဌာနတွေကဖော်ပြနေတယ်ပါကစ္စတန်နိုင်ငံသားတချို့ကို DKBA တပ်ဖွဲ့ကတာဝန်ရှိသူများကတရုတ်ကြားဖြန့်ဂိုင်းများမှာတွားရောက်ပြီးတော့ရှာဖွေကစစ်ဆေးခေါ်ယူနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အခြားသောနိုင်ငံသားများကိုလည်းကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ BGF လက်အောက်ခံကြောက်ခတ်ဒေသမှာပါကစ္စတန်က၃ယောက်ကိုဓားပုံနဲ့တွေ့ခဲ့ပါတယ်။ညီကို၂ယောက်နဲ့သူ့ရဲ့အဖော်၁ယောက်ပါ။အခုမြောက်ပြည်ကိုပို့လိုက်တော့ နိုင်ငံတော်အစိုးရကစတင်နေတော့မပုတ်နိုင်သေးဘူးဆိုတော့ကျွန်တော်တို့ကပြန်ခေါ်လာခဲ့လိုက်တယ်ဒီမှာလဲ16ရောက်တော့ရှိပြီအားလုံးပေါင်းလိုက်ရင်တော့အယောက်90ကျော်ရှိပါတယ်အဲ့ဒီပါကစ္စတန်နိုင်ငံသား3ဦးအပါအဝင်ပေါ့ ဒီနေ့သတင်းတင်ထားတဲ့သူတွေကိုပြန်ပြီးတော့ရှာတွေ့ခဲ့တာပါသူတို့မိဘတွေနဲ့ကောနိုင်ငံခြားကနေဗီဒီယိုကောနဲ့ပြောကြတယ်ကြောက်ခတ်ဒေသမှာအကုန်လုံးကိုလိုက်မှွေပြီးပါပြီပါကစ္စတန်နိုင်ငံသား၃ယောက်ပဲရှိတယ်လို့ DKBA အမတ်တဲစစ်ဒေသကိုကဲရဲမှုကပြောကြားထားပါတယ်အဲ့ဒီကဲဆယ်ရရှိထားသူများကိုမကြမိမှာမိခင်နိုင်ငံကိုပြန်နိုင်ရေးအတွက်ထိုင်းဘက်အချမ်းကနေတဆင့်ပြန်လည်ပြီးတော့လွှဲပြောင်းပေးမှာဖြစ်တယ်လို့သိရပါတယ်လွှဲပြောင်းနိုင်ရေးအတွက်စစ်ကောင်စီထံကိုစာတင်ပြထားဆဲဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့မြဝတီမှာကောင်းမွန်စွာထားရှိထားတယ်လို့ပြောပါတယ် ရရှိစုဆောင်းကယ်ဆယ်ရရှိထားသူများဟာပါကစ္စတန်နီပေါ်ဖိလစ်ပိုင်နဲ့အာဖရိကလူမျိုးများဖြစ်ပြီးတော့တခါတည်းလွှဲပြောင်းပေးနိုင်ဖို့အတွက်စီစစ်နေပြီးတော့လက်ရှိမှာတော့ DKBA တပ်ဖွဲ့ကစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်မနက်ဖြန်ဒါမှမဟုတ်တပတ်ခါလောက်ပို့ဖို့ရှိပါတယ် အခုပြောင်းပြောင်းတဲ့သူတွေကိုလည်းလိုက်စုနေပါတယ်ပါကစ္စတန်က၃ယောက်နောက်ပြီးတော့နီပေါ်နိုင်ငံသားတို့ဖိလစ်ပိုင်တို့အာဖရိကဘက်ကတော့အများဆုံးပဲအားလုံးကိုစုထားတယ်ဒမရိတ်ထဲဘလို့ပို့ရမလဲဆိုပြီးတော့တော့ဇဝေဇဝါဖြစ်နေတယ်အစိုးရနဲ့ပို့ရင်လည်းသူတို့ဘက်ကကြားတယ်ထိုင်းနိုင်ငံနဲ့ဆိုရင်တော့တရားဝင်ဖြစ်အောင်ဘလို့ပို့မလဲလို့လှုံ့ဆော်နေပါတယ်လက်ရှိဘလို့သွားမလဲဆိုတာကို DKBA ကရရှိတချို့နဲ့တိုင်ပင်ထားပါတယ်လွှဲပြောင်းဖို့လည်းလက်ရှိစီစစ်နေပါတယ်ကြောက်ခတ်မှရှိတဲ့တရုတ်ထဲကပြောင်းရင်တဲ့ကလေးတွေကိုလည်းအကုန်ပြန်ပို့ပေးမယ်အခုလည်းပြန်တဲ့သူတွေကိုတရုတ်စိုက်ထဲမှာမထားဘူး အပြင်ကိုခေါ်ထုတ်ထားပါတယ်လို့ DKBA အမတ်တေစစ်ဒေသကကိုကဲရဲမှုကရှင်းပြထားပါတယ်။ DKBA တပ်ဖွဲ့အနေနဲ့၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများကိုရှင်းလင်းသွားမှာဖြစ်ပြီးတော့ရှင်းလင်းပြီးစီပါကထိုင်းနိုင်ငံကိုဖိတ်ခေါ်ကလျှက်စစ်မီးနဲ့လောင်စာဆီပိတ်ပင်မှုများကိုပြန်လည်ဖွင့်ပေးနိုင်ရေးအတွက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းကို DKBA အမတ်တေစစ်ဒေသကိုကဲရဲမှုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ပြချင်းပြည်နယ်ဗမော်မြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမတ်9တုံကြားတက်လေးတင်ကားတက်ရင်တကရ9တုံကြားတက်လေးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်မြို့သိမ်းစစ်ဆင်ရေးကို KIA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီးတော့မြို့အခြေစိုက်စစ်ကောင်စီရဲ့တကရ9တုံကြားတက်လေးကိုအပိသက်ထပ်မံသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်စီရဲသတင်းရင်းမြစ်ကဖေဖော်ဝါရီလ10ရက်နေ့မှာဖော်ပြထားပါတယ်။ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမတ်366အမြောက်တပ်ရင်းနဲ့အမတ်9336တန်ချက်ကတပ်ရင်းတွေကိုလည်း KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဇန်နဝါရီလ26ရက်နေ့မှာတင်ပိုက်ခဲ့ပြီးတော့တန်ချက်ကကခွနစီးကိုပါတင်စီရရှိခဲ့တဲ့အပြင်ဗမော်လေးစိတ်ကိုလည်းတင်ပိုက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့မကွေးတိုင်းနယ်ရခိုင်ပြည်နယ်အဆက်ကံမြင့်ကန်နဲ့ဂုံစီယိုးတိုက်ပွဲမှာအမှတ်69ချင်းလင်းတပ်မဌာနချုပ်ကယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ကို အေအေဘက်ကအရှင်ဖန်းစီရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ဂုံစီယိုတိုက်ပွဲမှာ၎င်းကို6ရောက်ဒဏ်ရာနဲ့အတူဖန်းစီရရှိခဲ့ခြင်းဖြစ်ပြီးတော့ယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးဟာအမှတ်69ချင်းလင်တက်မှတ်ဌာနချုပ်အမှတ်66နီးပြူဟာအဖွဲ့ကဖြစ်တယ်လို့သိရပါတယ်အမှတ်66နီးပြူဟာကဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဦးဆောင်တဲ့အင်အား360ပါတဲ့စစ်ကြောင်းဟာဇန်နဝါရီလ12ရက်နေ့က ရမဲတင်းကနေပြီးတော့အမ်ပရာလမ်းပိုင်းကိုထွက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကံမြင့်ကံဒေသဝင်းကျင်ကိုလမ်းကြောင်းထိမ့်သိမ်းရေးဆောင်ရွက်ရန်စစ်ကောင်စီကညှို့ကြားဆေးလုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ17ရက်နေ့ည8:00နာရီဝင်းကျင်အချိန်မှာကံမြင့်ကံဒေသကိုရောက်ရှိခဲ့ပြီးတော့ AA ကအမှတ်၄၁၉စစ်ကြောင်းများတီရှိရာ နေကြားဖျားကုန်းဈေးဒီကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ကံမြင့်ကံအနီးမှာရှိတဲ့ကိုင်းကုန်းကိုထပ်မံပြီးတော့တိုက်ခိုက်ခံရပြီး point 1455တောင်ကုန်းကို စောက်ခွာပေးလိုက်ရတယ်လို့သိရပါတယ်။စစ်ကြောင်းစတင်ထွက်ခွာလာတဲ့အချိန်မှာအင်အား360ကျော်ရှိပြီးတော့ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဒဏ်ရာရတဲ့အချိန်မှာအင်အား80ကျော်သာကျန်တော့တယ်လို့သိရပါတယ်။စစ်အင်အားအများဆုံးအုပ်စုကတေဆုံးခဲ့ပြီးတော့ဒဏ်ရာရတဲ့အင်အားလည်းများပြားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပျောက်ဆုံးနေတဲ့သူတွေလည်းများပြားပြီးဒဏ်ရာရတဲ့သူ100နီးပါးရှိပြီးတော့စစ်ရုံမပို့နိုင်တဲ့အတွက်တေဆုံးသူတွေလည်းများတယ်လို့သိရပါတယ်။ဒဏ်ရာရရှိတဲ့သူတွေကိုကံမြင့်ကန်ဒေသကနေပြီးတော့ဂုံစီယုတ်ကိုပြောင်းရွှေ့ပေးခဲ့ပြီးဂုံစီယုတ်ကနေတစ်ဆင့်ဗဒန်းတက်နယ်ကိုစစ်ရင်တန်းနေနဲ့ပို့ဆောင် ပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ဇန်နဝါရီလ31ရက်နေ့မှာဂေါစီယိုဒေတာကိုအရခတက်တော် AA ကတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်နဲ့အင်အား20ခန့်ဟာဂေါကြီးဒေတာကိုဆုတ်ခွာခဲ့ပြီး၃ရက်ခန့်ဆုတ်ခွာပြီးတဲ့နောက်မှာ point 1399နေရာမှာအခြေပြုရင်းနဲ့ဒဏ်ရာရပြီးတော့ AA ထံမှာလက်နက်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်တုံးပန်းယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဟာ1998ခုနှစ်မှာစစ်တပ်ကတော့ဗိုလ်လောင်းတင်တဲ့အမှတ်စဉ်43ကိုတက်ရောက်ခဲ့သူဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကသခရိုင်အင်းတော်မျိုးရင်းမှာနှစ်ဖက်တိုက်ပွဲတွေငြိမ်သက်နေတဲ့အချိန်စစ်ကောင်စီအုပ်စုကလေကြောင်းကိုအသုံးပြုပြီးတော့ပို့ချနေတဲ့ခရိုင်ရိတ်ခါတွေကိုတော်လိုင်းတက်တွေဘက်ကသိမ့်ပတ်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းတော်မျိုးရင်းနှစ်ဖက်တိုက်ပွဲတွေငြိမ်သက်နေတော့မှစစ်ကောင်စီအုပ်စုကအခုလိုမျိုးခရိုင်ရိတ်ခါတွေကိုဖြစ်တင်းချထားပြီးက စစ်အင်အားဖြည့်ဆည်းမှုတွေပြန်လည်ပြင်ဆင်နေတယ်လို့ဒေသခံသတင်းအရင်းမြစ်ကပြောပါရယ်ဖေဗူလာ၁၀ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီအုပ်စုက Y8 နဲ့ Y12 လေးရင်တွေကိုအသုံးပြုပြီးတော့လေထီးနဲ့ခဲယံရိတ်ခါတွေကိုချပေးထားတဲ့အချိန်မှာတော်လိုင်းရဲ့အဖွဲ့တွေဘက်ကတိမ့်ပိုက်ရရှိခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ် ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၈ရက်နေ့ကလည်းစစ်ကောင်စီအုပ်စုကလေထီးနဲ့ခြားထားပေးခဲ့တဲ့ခရံရိတ်ခါတချို့ကိုတော်လန်ရေးအဖွဲ့တွေကတင်ပတ်ရရှိခဲ့သေးတယ်လို့ဆိုပါတယ်။တင်စီရရှိတယ်လို့တော့ကြားတယ်။တပ်ရင်းတွေကမထုတ်ပြန်တော့အတိအကျတော့မသိဘူးလို့ဒေသခံတအုပ်ကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၈ရက်နေ့ကလည်းစစ်ကောင်စီအုပ်စုကလေထီးနဲ့ခြားထားပေးခဲ့တဲ့ခရံရိတ်ခါတချို့ကိုတော်လန်ရေးအဖွဲ့တွေကတင်ပတ်ရရှိခဲ့သေးတယ်လို့ဆိုပါတယ်။တင်စီရရှိတာတွေရှိတယ်လို့တော့ကြားတယ်။တပ်ရင်းတွေကမထုတ်ပြန်တော့အတိအကျတော့မသိရသေးဘူးလို့ဒေသခံတအုပ်ကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကနေပြီးတော့ ဖေဖော်ဝါရီလပထမပတ်အထိအင်းတော်မျိုးရင်းမှာတော်လိုင်းတက်တင်တဲ့စစ်ကောင်စီအုပ်စုတို့ကြားမှာနှစ်ဖက်တိုက်ပွဲတွေရှိခဲ့ပေမယ့်လက်ရှိမှာတော့တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေတဲ့အချိန်စေအုပ်စုကအင်းတော်မျိုးတွင်မှာရှိတဲ့လက်ကြံခြေကုပ်စခန်းတွေကိုခံရရိတ်ခါတွေလေထီးနဲ့ပို့ဆောင်ပြီးတော့အင်အားဖြစ်နေတယ်လို့သိရပါတယ်။ပြစ်တာခတ်တာတွေတော့မကြားရဘူးငြိမ်နေတယ်စစ်ကောင်စီအုပ်စုကအခုတော့အထုပ်တွေချပေးနေတယ်လွန်ခဲ့တဲ့3-4ရက်လောက်ကတော့အတန်တွေပါတွေပြန်ကြားရတယ် ကြားပြီးတော့အခုတော့ပြန်ကြိမ်နေတယ်လို့ဒေသခံသတင်းအရင်းမြစ်ကပြောပါရယ်အင်းတော်မှာစစ်ကောင်စီအုပ်စုကမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ဂျပန်လိုင်ကူဂုံးမှာတပ်ဆွဲအထိုင်ချထားတာဖြစ်ပြီးတော့လေထီးတွေနဲ့ခရယံရိတ်ခါထုတ်တွေကိုအဲ့ဒီဂျပန်လိုင်ကူဂုံးပေါ်ကိုချထားပြီးခဲ့တာဖြစ်တယ်လို့သိရပါရယ်အင်းတော်မြို့တွင်ဂျပန်လိုင်ကူဂုံးအထိုင်စခန်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီအုပ်စုကိုတော်လိုင်ရဲ့အဖွဲ့တွေကတောင်အောက်ကိုဆင်းမလာနိုင်အောင်လို့ဝိုင်းပတ်ပိတ်ဆို့ထားပြီးတော့ရိတ်ခါလမ်းကြောင်းစစ်ကူလမ်းကြောင်းများကိုပါဖြတ်တောက်ထားတာဖြစ်လို့ခရယံရိတ်ခါတွေကိုလေထီးနဲ့ချထားပေးနေရတာဖြစ်တယ်လို့သိရပါရယ် အဲ့တော့မြို့သိမ်းတိုက်ပွဲကိုတော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့နှစ်ဩဂတ်လ16ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးတော့နှစ်ဝက်နှီးပါကြတဲ့အထိမပြီးပြတ်နိုင်သေးပဲရှိနေခဲ့ပြီးစစ်ကောင်စီအုပ်စုကလည်းအဲ့တော့မြို့အတွင်းမှာနောက်ဆုံးလက်ကျန်စခန်းဂျပန်လိုင်းကူဂုံးပေါ်မှာအခိုင်အမာထိုင်ချထားပြီးတော့မြို့မကျဆုံးရေးအတွက်ခုခံနေတာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းတောင်ကုံမြို့မှာလူငယ်များကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြူစောတိခေါင်းဆောင်အောင်ကိုကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှတောင်ကုံမြို့ထီးလိုက်တရက်ကွယ်မှာနေထိုင်တဲ့ပြူစောတိခေါင်းဆောင်ဝတ်တုတ်ခေါ်အောင်ကိုကိုတောင်ကုံမြို့ဒေသဆိုင်ရာအထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကတွားရောက်ပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗျ။တေဆုံသွားတဲ့ပြူစောတိခေါင်းဆောင်အောင်ကိုဟာပြူစောတိတင်နန်းဆင်းများကို စီမံခန့်ခွဲပြီးတော့လက်နက်များကိုရောင်းချခြင်းမျိုးရဲနဲ့ရက်ကွက်နေပြည်သူများကိုကိုယ်တိုင်ကွင်းစင်းကလူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းရန်ဖမ်းဆီးခြင်းဖမ်းဆီးရရှိတဲ့လူငယ်များစီကနေပြီးတော့မတဆပတ်ဆံများတောင်းခံခြင်းစစ်ကောင်စီကဖမ်းဆီးထားတဲ့တော်လန်ပြည်သူများကိုစစ်ကြောရေးမှကိုယ်တိုင်ပါဝင်ပြီးတော့ရိုက်နှက်ဆစ်ဆေးခြင်းများကိုပြုလုပ်နေသူဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့လုပ်ရက်တွေကိုပြည်သူတွေကလည်းတိုင်ကြားတာတွေများနေပြီးတောင်ကုန်မြို့အထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကလည်းအချင်းချင်းလေးလာစောင့်ကြည့်ပြီးတော့မှဝတ်တုတ်ခေါ်အောင်ကိုကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတိတ်ဆုံသွားပါတယ်။ ဆက်လက်ပြီးတော့ပြူစောတီတွေစစ်တပ်အလို့ကြလှုံ့ဆောင်နေတဲ့သူတွေကိုတိုက်ခိုက်သွားမယ်လို့သတိပေးကြပါတယ်လို့တောင်ကုန်မြို့ဒေသဆိုင်ရာအထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကတောင်ရှိသူတို့ကပြောပြထားပါတယ်တောင်ကုန်မြို့အထူးမြို့ပြပျောက်ကြားတပ်ဖွဲ့အနေနဲ့စစ်ကောင်စီအလို့ကြပြည်သူများကိုစစ်မှုထမ်းရန်အတင်းအဓမ္မလိုက်လံဖမ်းဆီးအနိုင်ကျင့်နေတဲ့အုပ်ချုပ်ရေးမှူးများပြူစောတီများနဲ့သတင်းပေးဒလန်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းတောင်ကုန်မြို့ဒေသဆိုင်ရာအထူးမြို့ပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီအုပ်စုရဲ့တန်ချက်ကတပ်ရင်းကဗိုလ်ကြီးတအုပ်နဲ့ရေဦးမြို့မှာရဲစခန်းကရဲတပ်သားတအုပ်တို့ဟာရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာရေဦးမြို့ကရဲစခန်းကရဲတပ်သားတအုပ်ဟာဂျီ3အမျိုးအစားတပ်နဲ့တလက်ဂျီပေါက်၄ခုဂျီအတောက်၁၈၀လက်ပြဘုံတစ်လုံးဂျီကာအင်ကြီးတစုံလုံးနဲ့အတူအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အလားတူပဲအမှတ်84အင်းနိုင်တန်ချက်ကတပ်ရင်းကဗိုလ်ကြီးတအုပ်ဟာလည်းလက်နက်ခဲရမပါဘဲနဲ့အလင်းဝင်ရောက်လာခဲ့ တယ်လို့ရေးဦးမြို့နယ်ပကဖတာဝန်ခံကပြောဆိုထားပါတယ်။အလင်းဝင်လာတဲ့သူတွေပြောတာကစစ်ကောင်စီအုပ်စုရဲ့လုပ်ရတဲ့ကိုမကြိုက်တော့တာနဲ့သူတို့ရဲ့တပ်ထဲမှာအချင်းချင်းနိုင်ထက်စီးနင်းလုပ်တာခွဲခြားဖိနှိပ်တာတွေအဲ့ဒါတွေကြောင့်အလင်းဝင်လာတာလို့ပြောပါတယ်လို့ရေးဦးမြို့နယ်ပကဖတာဝန်ခံကပြန်လည်ပြောပြထားပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့သူတွေကိုမြို့နယ်ပကဖအနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ပံ့ပိုးမှုတွေကိုလှုပ်ဆောင်ပေးပြီးတော့ကာယကံရှင်တွေတွားကျင်တဲ့နေရာတွေစီကိုရောက်အောင်လို့ တွားနိုင်အောင်စီမံပေးခဲ့တယ်လို့ဆိုပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့ဒူတွေကိုရောနောက်ထပ်အလင်းဝင်ရောက်မဲ့ဒူတွေကိုရောပြောချင်တာကကျွန်တော်တို့ပကပအနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ပံ့ပိုးမှုတွေကိုလုပ်ပေးနိုင်တယ်လို့သူတို့တွားချင်တဲ့နေရာတွေကိုလည်းတွားလို့ရအောင်စီမံပေးထားပါတယ် အဲ့ဒီလိုမသွားကြင်မဲနဲ့ကျွန်တော်တို့ဒီမှာနေပြီးတော့တော်လိုင်းရေးထဲမှာပါဝင်ပတ်သက်နေခြင်းသေးတယ်ဆိုရင်လဲကျွန်တော်တို့ကနေခွင့်ပေးထားပါတယ်လို့ရေးဦးမြောင်းနယ်ပကပတာဝန်ခံကပြောပါတယ်လက်ရှိမှာလက်နက်ခဲယမ်းတဲ့အတူအလင်းဝင်ရောက်လာတဲ့ရဲတပ်သားကိုစုချင်းငွေ7350ချိမြင့်ပေးခဲ့တယ်လို့နောက်ထပ်အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီအုပ်စုရဲ့ဗိုလ်ကြီးကိုလည်းထိုက်တဲ့ဂုံပြုတ်ချိမြင့်နာတွေကိုလှုပ်ဆောင်ပေးသွားမယ်လို့ပကပတာဝန်ခံကပြောပါတယ်ရေးဦးမြောင်းနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့တဲ့ရဲတပ်သားနဲ့ဗိုလ်ကြီးအနေနဲ့တော်လိုင်းရေးမှာပါဝင်ပြီးတော့စစ်ကောင်စီအုပ်စုကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ပြောဆိုထားတဲ့အတော့ အချိန်ကာလတစ်ခုအထိစောင့်ကြည့်ပြီးတော့တိုက်ခိုက်ခွင့်ပေးသွားမှာဖြစ်တယ်လို့လက်ရှိမှာလည်းအလင်းဝင်လာတဲ့ဗိုလ်ကြီးဖြစ်သူကိုအုပ်ချုပ်ရေးပိုင်းမှာစီမံဆောင်ရွက်နိုင်ဖို့အတွက်ခွင့်ပြုပေးထားတယ်လို့ရေဦးမြို့နယ်ပကဖကပြောပါရယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာရေဦးမြို့နယ်ပကဖထံကိုတီးခြားအလင်းဝင်ရောက်လာသူဗိုလ်ကြီးအပါဝင်စုစုပေါင်း၈ဦးရှိလာပြီဖြစ်တယ်လို့သိရပါရယ်ကျွန်တော်တို့စီအလင်းဝင်လာတာကတော့ဗိုလ်ကြီးအပါဝင်စစ်သားရောရဲရောစုစုပေါင်း၈ယောက်ရှိသွားပါပြီအဲ့ဒါကတော့ကျွန်တော်တို့ပကဖအဖွဲ့တွေကိုအလင်းဝင်လာတဲ့စည်ရင်းမှာကျန်တဲ့ပလဖစီမားလဲအလင်းဝင်လာတာတွေရှိသလို့ PDF တရင်တပ်ဖွဲ့လေးစီကိုလည်းတိကျအလင်းဝင်လာတာတွေရှိပါသေးတယ်။အခုလဲကျွန်တော်တို့စီကိုနောက်ထပ်တအုပ်အလင်းဝင်ထားပါတယ်။မကြခင်မှာသတင်းထုတ်ပြန်ပေးပါမယ်လို့ရေဦးမြို့နယ်ပတ်ခပတာဝန်ခံကပြောဆိုထားပါတယ်။လက်ရှိမှာရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံကိုအလင်းဝင်လာတဲ့သူတွေတဲကစစ်ကောင်စီအုပ်စုတပ်သား၂ဦးဟာတော်လိုင်းရဲဘော်တွေနဲ့အတူစစ်ကောင်စီအုပ်စုကိုပြန်လည်တိုက်ခိုက်နေတယ်လို့ရေဦးမြို့နယ်ပတ်ခပကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ